မြန်မာ platform ဖို့ U18 အဖွဲ့ကထုတ်ပြန်တဲ့တိုက်ပွဲရုပ်သံအရဒေါ်လာရေးအဖွဲ့ကစေစုအထိုင်ချထားတဲ့ကြည်ကုန်းရွာတရားကိတ်ကိုကားနဲ့ရုတ်တရက်ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ကမ်ဘလူမြို့နယ်ကြည်ကုန်းရွာတရားကိတ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကိုကပ်ဘူကန်ပါကပအထူးလှုပ်ရှားဖွဲ့နဲ့မမိတ်တပ်ဖွဲ့တွေဇူလိုင်24ရက်ညနေပိုင်းအချိန်ကဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့ပါတယ်။ပစ်ခတ်မှုတွင်စစ်ကောင်စီဘက်က14ဦးသေဆုံးက3ဦးဒဏ်ရာခဲ့တဲ့အပြင် လက်နက်16လက်30ရမ်းပြီးခဲ့ကြောင်းသိရှိရပါတယ်လို့မြန်မာ Freedom Force U18 အဖွဲ့ကထုတ်ပြန်ထားပါတယ်။ကပ်လူဒီတာဟာဆေးစုလာအောက်ခံယူကောင်းဆောင်ဝတ်တော်ဥစ္စာမှုနဲ့ U account တွေဖြစ်လေဖြစ်ပါတယ်။

đi lại miêu không qua béo còn nữa mà qua béo còn nữa đi 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 đi

တန်တရားဖြစ်ဖို့ပစ္စည်းတွေကိုတိတိကျကျကင်တွေတာပြစ်ပေါက်တာမဖြစ်ပါနဲ့